်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးပြားလက်ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်စစ်မှန်သောဖခင်ကိုတည်ကျွမ်းစေပါဆိုတဲ့ကောင်းခြင်းနဲ့တမန်တော်ဝိတ္ထုအခန်းကြီး7ခွန်အငယ်16ကနေ33ကိုဆင်ခြင်သွားခြင်းပါတယ် ပေါလုသည်အာသင်မြို့၌တိလနှင့်တိမောသေတို့ကိုငတ်လင့်၍နေစဉ်တွင်ထိုမြို့သည်ယုတ်တုတို့နှင့်အပြည့်ရှိသည်ကိုမြင်လျင်စိတ်ပူပန်ခြင်းသို့ရောက်၏တို့ကြောင့်တရားစရ၌ယုဒလူမှစ၍ဖျားကိုကိုးကွယ်တော်သူတို့နှင့်၎င်းလူများစုဝေးရာအရ၌နေတိုင်းတွေ့ကြုံတော်သူတို့နှင့်၎င်းဆွေးနွေးနှီးနှောခြင်းကို ပြု၏ထို့အခါအီပီကုရုတပည့်တို့နှင့် တတော်အိတ်ပညာရှိအချို့တို့သည် ပေါ်လူနှင့်ဆိုင်ပြန်၍အချို့ကဤမရေရသောလူသည်အဘယ်သို့ ပြောခြင်းတည်းဟု ဆို၏အချို့ကလည်းဤသူသည် တကြွတနိုင်ကံနတ်ဖျားတို့ဤအကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟု ဆို၏ဆိုသည့်အကြောင်းကပေါ်လူသည်ယေရှုဤတရားနှင့်ထမြောက်ခြင်းတရားသည်ဟုသော အေးဝင်ကလေးတရားကို ဟောသည် ထိုအခါထိုသူတို့သည်ပေါလုကိုခေါ်၍အာရီတောင်သို့ ဆောင်းသွားပြီးလျှင်တင်သည်ဟောပြောသောဤအယူဝါဒတစ်ကိုငါတို့သိအပ်တယ်လောငါတို့မသိမကြွမ်းဘူးသောအရာတို့ကိုတင်သည်ကြားပြော၏ထိုအရာများကအဘယ်သို့ ဆိုလိုသည်ကိုငါတို့သိခြင်းပါသည်ဟု ဆိုကြ၏အာတင်မြို့သူမြို့သားအပေါင်းတို့နှင့်ဧည့်သည်များတို့သည်တည်င်းစကားကိုကြားပြောခြင်းနားထောင်ခြင်းအမှုမှတပါး အခြားသောအမှုဖြင့်ကာလကို မလွန်စေတတ်ကြထိုအခါပေါ်လူသည်အာရီတောင်ပေါ်၌ရက်လျက်အချင်းအာတင်လူတို့သင်တို့သည်ခတ်သိမ်းသော အရာတို့၌နှစ်ဖျားတို့ကို အလွန်ယူတည်တတ်ကြသည်ကိုငါမြင်ပါ၏လမ်း၌သွား၍သင်တို့၏ဖျားများကို ကြည့်ရှုသည်တွင်ငါတို့မသိသောဖျားသခင် အဖို့ဟု၍အခရာတင်သောရစ်ပလင်တစ်ခုကိုတွေ့ပါ၏သင်တို့သည်မသိဘဲလျက်ကူးကွယ်သောဖ ုရားသခင်ဤအကြောင်းကိုငါဟောပြော၏လောကတ္တမှစ၍လောကတ္တ၌ရှိလေသမျှသော အရာတို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအရှင်ဖြစ်၍လူတို့လက်ဖြင့်လှုပ်သောဗိမာန်၌ကျင်းဝတ်တော်မူသည်မဟုတ်ဘုရားသခင်သည်ခတ်သိမ်းသောသူတို့အားစီဝအသက်နှင့်တကွထွက်သက်ဝင်သက်မှစ၍ခတ်သိမ်းသောအရာတို့ကိုပေးတော်မူသောအရှင်ဖြစ်၍ တစုံတစ်ခုကိုအလိုတော်ရှိတကယ်သို့လူတို့လက်ဖြင့်ကြွေးမွေးခြင်းကိုခံတော်မူသည်မဟုတ်ဘုရားသခင်သည်မြေတပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကိုတသွေးသည့်နှင့်ဖန်ဆင်းတော်မူ၍သူတို့အားခွဲဝေစီမံသောအချိန်ကာလကို၎င်းသူတို့၏နေရအပိုင်းအခြားကို၎င်းမှတ်သားတော်မူ၏အကြောင်းမူကားလူတို့သည်ဘုရားသခင်ကိုရှာဆန်းသဖြင့်တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းသည်သို့ဆိုတော်လေ ဘုရားသခင်သည်ငါတို့တွင်အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်ငါတို့သည်ဘုရားသခင်အားဖြင့်အသက်ရှင်လျက်လှူရှားလျက်ဖြစ်လျက်ရှိကြ၏ထို့သို့နှင့်အညီသင်တို့တွင်လင်္ကာဆရာအချို့တို့ကငါတို့သည်ကားနွယ်တော်သားပင်ဘုရားမျိုးပေဖြစ်ကြလေဟုဆက်ဆိုသည်ထို့သို့ငါတို့သည်ဘုရားသခင်၏အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတက်အကျန်အစီအားဖြင့်ထုလုပ်သောရွှေရုပ်တုငွေရုပ်တုကြောက်ရုပ်တုနှင့် ဘုရားသခင် တူတော်မူသည်ဟုမထင်မမတ်အံဘုရားသခင်သည် မိုင်မဲသော အချိန်ကာလတို့ကို အမှုမထားဘူးတော်လေယခုမှကိုအပြစ်ကိုမြင်၍နောင်တရကြလော့ဟုခတ်သိမ်းသောအယတ်တို့၌ရှိသောလူအပေါင်းတို့အားပညတ်တော်မူ၏အကြောင်းမူကားခန့်ထားတော်မူသောသူအားဖြင့်လောကီသားတို့ကိုဖြောက်မတ်ခြင်းတရားနှင့်ညီလျောစွာစစ်ကြောစီရင်မိနှိယက်ကိုချိန်ချက်တော်မူပြီး ထိုသူကိုတည်ခြင်းမှထမြောက်စေတော်မူသောအာဖြင့်ခတ်သိမ်းသောသူတို့အားယုံလောက်သောတသက်ကိုပြတော်မူပြီဟုပေါ်လူဟောပြော၏တည်သောသူတို့ဤထမြောက်ခြင်းအကြောင်းကိုကြားရလျင် အချို့တို့သည်ကဲ့ရဲ့ကြ၏အချို့တို့ကဤအမှုမှာတင်ဤစကားကိုငါတို့သည်နောက်တဖန်နားထောင်အောင်မည်ဟု ဆိုကြ၏ထိုသူဆိုကြသောအခါပေါ်လူသည်ထိုသူတို့အထဲမှာ ထွက်သွားလေ၏နောက်ဆုံးမှာလူတိုင်းရင်ဆိုင်ရမယ့်မိကွန်၃ခုရှိပါတယ်စစ်မှန်တဲ့ဘုရားသခင်ကဘယ်သူလဲသူကဘယ်လိုမျိုးလဲဘုရားသခင်နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးရှိဖို့ဖြစ်နိုင်မလားလူသမိုင်းတစ်လျှောက်လုံးမှာလူပေါင်းများစွာကဒီလိုမိကွန်တွေနဲ့လုံထွေးနေကြတယ်ဒီနေ့ဘတ်ရှုဆင်ခြင်ခဲ့တဲ့တမန်ကျမ်းစာနဲ့နှိုင်းရှင်ပြီးတော့စဉ်းစားကြည့်ပါ ကျွန်တော်ဘုရားကျောင်းတစ်ခုတည်းကိုရောက်သွားမယ်ဆိုပါစို့အဲ့ဒီဘုရားကျောင်းမှာခြေရုပ်ဓမ္မမုတ်ရွှေနဲ့လှုပ်ထားတဲ့အီယာမယုတ်တူကြီးရှိမှာ ကိုကိုတိုင်ထိုင်နေတယ်ဆိုတာကိုမြင်ရောင်ကြည့်ပါသူကချီးမွမ်းဂုဏ်ပြုတဲ့စကားတွေကို ပြောမယ်ကိုအတ္တဓာမလိုအပ်တဲ့အရာတွေကို သူ့စီကနေတောင်းဆိုမယ်နောက်ပူဇော်တကာနဲ့အလူငွေစားတွေကိုယုတ်တူရဲ့ခြေရင်းမှာ တင်ထားခဲ့မယ်နောက်ကျွန်တော်တို့ပြန်လာကြမယ် ဒီဝတ်ပြုမှုကနေကျွန်တော်တို့ဘာရနိုင်မလဲကျွန်တော်တို့အတွက်ဘာအာမခံချက်ကိုရဖို့တောင်းဆိုနိုင်ခဲ့မလဲကျွန်တော်တို့ဟာအသက်မဲ့ပြီးတော့မချားနိုင်တဲ့အရာကိုဝတ်ပြုခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာပျော်ရွှင်မှုငြိမ်သက်မှုလုံခြုံမှုဒါမှမဟုတ်ရလာမဲ့ဂတိကိုကျွန်တော်တို့ဘာမှရနိုင်စရာအကြောင်းမရှိပါဘူးပေါ်လူကတော့အေတင်မြို့မှာရှိနေတဲ့အချိန်မှာစစ်မှန်တဲ့ဘုရားသခင်တဆူတဲ့အကြောင်းကို သူတိကျွမ်းတယ်လို့တခြားသူတွေကိုလည်းဟောပြောခြင်းအပြင်အဲ့ဒီနေရာမှာရှိနေတဲ့သူတွေကိုအပြည့်ပေးခဲ့တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့လည်းကျွန်တော်တို့ကိုယ်တိုင်ဘုရားသခင်ကိုတိကျွမ်းဖို့နဲ့လူတိုင်းသိဖို့အတွက်ဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းပေါ်လူအတိုင်းလှုပ်ဆောင်တင်ပါလေတိမောသေဩဝါဒစာပရမတ်ဆောင်အခန်းကြီးနှစ်အငယ်၃ကနေ၄မှာအကြောင်းမူကားထို့သူသော အမှုသည် ကောင်းသောအမှုဖြစ်၏ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက်တော်မူသောအမှုလည်းဖြစ်၏လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းငါဘုရားသခင်အလိုတော်ရှိ၏လို့ဆိုထားပါတယ်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့သခင်ယေရှုခရစ်တော်အားဖြင့်ဘုရားသခင်နဲ့စစ်မှန်တဲ့ဆက်ဆံရေးရှိပေမဲ့လည်းဒီကမ္ဘာလောကထဲမှာလူပေါင်းများစွာဟာကယ်တင်ရှင်အကြောင်းကိုတခါမှ မကြားဘူးတဲ့သူတွေအများကြီးပဲရှိပါတယ် ကျွန်တော်တို့ခရိယံအသက်တာထဲမှာငြိမ်ဝတ်စွာနေထိုင်ရယုံနေတော့ရောင်ရဲမနေပါနဲ့အဲ့ဒီအစာငြိမ်သက်ခြင်းနဲ့ပျော်ရွှင်ခြင်းကို တခြားသူတွေကို မျှဝေဖို့အတွက်နီလန်းရှာပါကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းပရောဖက်ကိုသခင်ယေရှုခရစ်တော်အဖင်ယုံကြည်ခြင်းအဖင်သာပြီးတော့တည်ကျွမ်းပြီးတော့လူလောကကိုလည်းစစ်မှန်တဲ့ဘုရားကိုတည်လာကြဖို့ပြန်လေလက်ဆင့်ကမ်းအသက်ရှင်ကြခြင်းအဖင် ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်နေတဲ့သူတွေအဖြစ်ဘုရားသခင်အတူရှိကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်။